မြိုင်တွင်ပြူရွာဘန်ကာအနီးထိတော်လန်ရေးတပ်များပျောက်ကြားဝင်ပြင်းတိုက်ပွဲဖြစ်ပြူစောထိကင်းမှုတဦးသေဆုံးမကွေးတိုင်းပခုတ်ကူခရိုင်မြိုင်မြို့နယ်တောင်ပိုင်းကတရက်ကံပြူစောထိရွာကိုတော်လန်ရေးတပ်တွေပျောက်ကြားတွားရောက်ပစ်ခတ်တိုက်ခိုက်ရာထိတွေ့တိုက်ပွဲဖြစ်ပွားပြီးအကြမ်းဖက်ပြူစောထိတယောက်သေဆုံးခဲ့တယ်လို့အညာမြေတပ်ပေါင်းစုတာဝန်ခံကိုဘိုဘိုတန့်စင်ကမောင်းတရင်ထံသို့ပြောဆိုသွားပါတယ်စက်တင်ဘာလ24ရက်မနေ့မနက်အစောပိုင်းမှာ တရက်ကံပြူစောတိရွာရဲ့ဘန်ဂါရီနာအထိတော်လိုင်းတပ်ဖွဲ့ဝင်တွေချင်းကပ်ပစ်ခဲ့ရာတာဝန်ကျနေတဲ့ပြူစောတိကင်းမှုမြို့နိုင်အေးဆိုသူနေရာတင်လဲကြတည်ဆုံခဲ့တယ်လို့သိရပါဗါးအဲ့ဒီနောက်ပြူစောတိတွေဘက်ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခဲ့ရာနှစ်ဖက်ပစ်ခတ်မှု30မိနစ်ကြာဖြစ်ပွားပြီးတော်လိုင်းတပ်တွေဆုတ်ခွာခဲ့လိုက်တယ်လို့ကိုဘိုဘိုတန်းစင်ကပြောပါဗါး ကျွန်တော်တို့ဘက်ကအင်အား30လောက်နဲ့ပျောက်ကြားသွားလို့တာကင်းမှုကဘန်ကာတဲကအထွက်ကိုစောင့်ပစ်လိုက်နိုင်တာပေါ့နောက်ပစ်ခတ်မှုတွေဖြစ်တော့သူတို့ဘက်ထိခိုက်တာတွေရှိတယ်အတိမပြုတ်နိုင်ဘူးလို့အညာမြေတက်ပေါင်းစုတာဝန်ခံကိုဘိုးဘူတန့်စင်ကမောင်းတရင်ထံသို့ပြောဆိုသွားပါတယ်ဒီတိုက်ခိုက်မှုကို TYK ပျောက်ကြားတပ်ဖွဲ့နဲ့အတူအညာမြေတက်ပေါင်းစုမြိုင်ဘကဖတစ်တက်ခွဲတစ်မြိုင်ဘကဖတယင်းတစ်တက်ခွဲ၄ပြည်သူ့လူမျိုးရေးတက်ပေါင်းစု FACUP ကမတ်တပ်ပေါင်းစုဒေါင်းညီနောင်တပ်ဖွဲ့ဒေါင်းမှန်တပ်ဖွဲ့နှွေဦးညီနောင်တို့ကူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့စက်တင်ဘာလ18ရက်နေ့ကလည်းထန်းတပ်ဖို့ထွက်လာတဲ့တရက်ကံပြူစောတီတယောက်ကိုတော်လန်ရေးတပ်တွေကစောင့်ကြိုပစ်ခတ်တိုက်ခိုက်ရင်းနှစ်ဖက်ထိပ်တွေ့မှုဖြစ်ခဲ့ပါသေးတယ်။ တရက်ကံပြူစောတိရွာဟာပြူစောတိနဲ့အကျန်းဖက်စစ်သားအင်အား120နီးပါးတပ်ဆွဲထားတဲ့ကျေးရွာတစ်ခုဖြစ်ပြီးလက်နက်ကင်ဆောင်ခြင်းမရှိတဲ့အရက်သား150နီးပါးရှိကြတယ်လို့သိရပါဗျ။ရွာခံပြူစောတိတွေဟာသူတို့ကိုတော်လန်ရေးတပ်တွေမပိတ်ဆို့ခင်ဆက်ကြအနီးနားကျေးရွာတွေကိုစစ်ကြောင်းထိုးမှုန်နောက်ရင်ပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူတာရွာကိုမိရှို့တာတွေလှုပ်ဆောင်ခဲ့တယ်လို့ပိတ်ဆို့ခံထားရချိန်မှာလဲကျေးရွာအတွင်းကနေအရက်သားတွေကိုအပြင်ထွက်မိုင်းရှာ ဟင်းရွက်ရှာနဲ့ထင်းရှားခိုင်းတာတွေရှိတယ်လို့လည်းသိရပါဗျ။ဒီအတွက်ကြေးရွာအတွင်းမနေထိုင်လို့တဲ့အရက်သားတော်တော်များများဟာလည်းတော်လန်ရေးတက်တွေထိန်းချုပ်ထားရစီထွက်ပြေးခိုလုံတာမျိုးတွေရှိနေလို့သိရပါဗျ။